ကွန်ပျူတာလို့ပြောလဲမိဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းထဲမှာအရင်ဆုံးပြင်းမြင်တာကတုံရတွေတစ်တင်နဲ့အလုပ်လုပ်တဲ့ digital ကိစ္စတွေပဲ technology and computer systems the result of a new technological advance the battery lift off we have a lift off 32 minutes closer okay here we go a big one unveiled a robotic dog named Luna. It has digital Unlike using artificial system, neural networks, we grow real biological neurons into networks onto computer chips. Yes, talking to people is my primary function. ဒါပေမဲ့ဒီ digital လောကကြီးမှာတိုင်ငင်ကတကယ် physical ကဘာရဲ့ မိယာမတွေကိုထိုက်ရိုက်သုံးပြီးတော့အဖြေရှာတဲ့ကွန်ပျူတာလုပ်ခဲ့တဲ့ကွန်ပျူတာတွေရှိခဲ့ဘူးတယ်အဲ့ဒါတွေကိုကျွန်တော်တို့က analog computer တွေလို့ခေါ်တယ်ဗျာဒီနေ့မှာအဲ့ဒီ analog computer တွေကဘယ်လိုအလုံးလုံးလဲဆိုတာကိုအခြေခံသဘောတရားတွေသူတို့ရဲ့ရွှေခက်ကအသုံးဝင်ခဲ့ပုံနေနာဂတ် AI လောကအတွက်ဒီ analog computer တွေကရောဘယ်လိုအရေးပါလဲဆိုတာတွေအဲ့ဒါတွေကိုပြောပြမယ် okay TV ရှာစားနေကြည့်စို့ပါလေ ထမအောင်ဆုံး analog computer ကြီးကဘာကြီးလဲဆိုတာကိုရိုးရိုးရှင်းရှင်းပြောပြရမယ်ဆိုရင် analog computer ဆိုတာသူဖြည့်ရှင်းခြင်းနဲ့ပြဿနာရဲ့ physical ပုံစံတူတစ်ခုကိုတည်ဆောက်ပြီးတော့အဖြေရှာတဲ့ set digital computer လိုမျိုးပြဿနာတစ်ခုကိုเนาะသင်္ကေတတွေ algorithm တွေကိုသုံးပြီးတော့တွက်ချက်တာမျိုးမဟုတ်ဘူးသူကလှစ်စစ်ပိုအားเนาะ voltage ပေါ့အဲ့ဒါ၄ဒီစပိုင်းဆိုင်ရာလေပတ်မှုလို့ခေါ်တဲ့ mechanical rotation နေအဲ့လိုမျိုးစဉ်ဆက်မပြတ်ဖြစ်နေတဲ့ဝိသေသတွေကိုသုံးပြီးတော့တင်းချဆိုင်ရာပုံစံတစ်ခုကိုသူကတည်ဆောက်လိုက်တာဟဲ့ ပြင်ဒီတက်ပို့ပြီးတော့လွေတဲ့ဥပမာလေးနဲ့ရှင်းပြမယ်ဘယ်လိုလိုလို့လဲဆိုတာကိုဆက်ပြောပြမယ်ပေါ့နော်ဒီတိုင်းပြောလိုက်ရင်တော့ခင်ဗျားတို့ဘာကောင်ဘိုင်ရှော့လွေနေလဲမသိဘူးဖြစ်သွားလိမ့်မယ်โอเคဥပမာလေးပြောပြကျွန်တော်တို့မှာပိုက်နှစ်ချောင်းရှိရတာတစ်ခုကတနအီကိုရေ9လီတာထုတ်နိုင်နောက်တစ်ခုကတနအီကိုရေ3လီတာထုတ်နိုင်အဲ့ဒီရေပိုက်နှစ်ခုကတနအီအတွင်းမှာထွက်လာတဲ့ရေပမာဏကို ေါင်းပြီးတော့ခင်ဗျာနှစ်နဲ့မြှောက်ရှင်နေတာဆိုလိုချင်တာနှစ်နာရီမှာဒီပိုက်နှစ်ခုပေါင်းကနေရေဘယ်လောက်ထွက်မလဲကိုတွက်ရှင်နေဆိုရင်ဘလူးတွက်တင်ချာနီးရပြောမယ်ဆိုလို့ရှိရင်အ 5+3 parenthesis ကိုထည့်လိုက်အဲ့ဒါကိုနှစ်နဲ့မြှောက်ဟုတ်တယ်နော် digital computer တွေကိုအဲ့ဒီပုံစံကိုပေးလိုက်မယ်ဆိုရင်သူကစာရဲပုံမှာခြားထုတ်တဲ့သူတယောက်လိုပဲသူကနားဆိုတဲ့ကိန်းကိန်းတစ်ခုကိုမှတ်ထားလိုက်မယ် ဟုတ်ပြီနော်3ဆိုရဲကင်းကင်းနဲ့တစ်ခုမှတ်ထားလိုက်မယ်ဟုတ်ပြီတော့ဒီအဲ့နှစ်ခုကိုပေါင်းဖို့အတွက်အပေါင်းလက္ခဏာကိုသုံးပြီးတော့ပေါင်းလိုက်မယ်ဆိုတော့9 6 8 okay 8ဆိုတာဖြည့်ထွက်ပြီနောက်ဆုံးမှာ8ထွက်လာတဲ့8ကိုနှစ်နဲ့မြှောက်မယ်8 4 16အဲဆိုပြီးတော့နောက်ဆုံးဖြည့်ကိုထုတ်ပေးလိုက်သူကကင်းကင်းနဲ့နေနဲ့တော်နည်းတွေကိုသူ့ရဲ့မှတ်ဉာဏ်ထဲမှာတင်ထားပြီးတော့အစစစ step by step instruction တွေနဲ့တွက်သွား analog computer ကကြတော့အဲ့လို စာတွင်းနဲ့တွေ့တာမဟုတ်ဘူးဗျာအဲ့ပြဿနာကိုဖြေရှင်းပေးမဲ့စနစ်ကိုသူကလက်တွေ့တည်ဆောက်လိုက်ပထမဆုံးသူကတနာယီရေ9လီတာထွက်တဲ့ပိုက်တစ်ချောင်းနဲ့တနာယီ3လီတာထွက်တဲ့ပိုက်တစ်ချောင်းနဲ့ကိုယူလိုက်တယ်အဲ့နှစ်ချောင်းကို joint တစ်ခုနဲ့ပေါင်းပြီးတော့ပိုက်လိုင်းတစ်ခုရဲ့ကိုထည့်လိုက်တယ်အဲ့ပိုက်လိုင်းအစ်စ်ကနေပြီးတော့ထွက်လာတဲ့ရေစီးနှုန်းက10လီတာဖြစ်သွားတယ်အဲ့ပိုက်လိုင်းအစ်စ်ကအပေါင်း operation ရဲ့ physical model ပဲအဲ့10လီတာစီးနေတဲ့ပိုက်လိုင်းကိုရေအားနှစ်ဆတိုးပြီးတဲ့ပန်းတစ်ခုတက်လိုက်တယ်အဲ့ဆိုရင် ဒီပန်းကညောင်းနှစ်ဆိုတဲ့သင်္ချာရဲ့ physical model ပဲပြောမယ်ဆိုလို့ရှိရင်ပန်းကနေနောက်ဆုံးထွက်လာတဲ့ရေပမာဏက16လီတာဖြစ်နေဒါဆိုလို့ရှိရင်နှစ်ကောင်ကဘယ်လိုတွက်ဆက်တာလဲဆိုတာကိုမြင်သာပြီလို့ထင်တယ် analog computer မှာဒါလီပေါင်းလိုက်နော်ဟိုလိုလေးလှုပ်လိုက်နော်ဟိုလိုလေးမြှောက်လိုက်နော်ဆိုပြီးတော့ကုတ်ရေးပြီးတော့ခိုင်းနေတာမဟုတ်ဟိုကောင်ကလက်တွေ့ကျုံနေတာတိလားရေပိုက်တွေ join နေပတ်နေရဲ့ပြဿနာတွေနဲ့ပုံတူ physical set တစ်ခုကိုတိဆောက်လိုက်တာ အိတ်ဆက်ထဲမှာရေစီးစင်းသွားတာရဲ့နောက်ဆုံးအဖြေကအလိုလိုထွက်လာတာလျှက်စစ် analog computer မှာကြတော့ရေအစားမှာသူက voltage ကိုတုံးလိုက်တယ်ရေပိုက်စနစ်အစားမှာလျှက်စစ်ပတ်လန်းကိုတိဆောက်လိုက်တယ်အဲ့လိုပဲ analog computer မှာ programming လုပ်တယ်ဆိုတာကကုတ်ရေးတာမဟုတ်တော့ဘူးစက်ကိုခုနကတည်းကပြောသလိုမျိုးကိုကပွားပြီးတော့တိဆောက်ပေးလိုက်တာမျိုးပဲရေပိုက်တွေကိုကိုယ်တိုင်လိုက်ဆင်တာ join နေပတ်နေအဲ့ဒါတွေကိုနေရာတကျတက်ဆင်တာအဲ့ဒါတွေကို programming လို့တွေလို့ခေါ်လိုက်တာပေါ့အဲ့လိုလုပ်ဖို့အခုပြထားသလိုပဲ manual ကြိုးတွေဟိုကြိုးထိုးဒီကြိုးထိုးလို့ရတာတော်တော်ခက်တယ်ထားပါတော့ဆိုတော့ animal computer တွေကဘယ်တော့မှစပို့ပြီးတော့ဘယ်ရှိခေတ်ပုံဝေသနီကလေးကတုံးခဲ့ကြလဲဆိုတာကိုတစ်ချက်ကြည့်ကြမယ် physical system တွေကိုသုံးပြီးတော့တွက်ချက်တဲ့ concept ကတော်တော်လေးကိုရှင်းကြအစောဆုံးအနေနဲ့ထင်ရှားဆုံးဥပမာရှေးဟောင်း greek kick က anti kythera ဟဲ့အဲ့ဒါတော့မိုင်းမမယ်နော်အဲ့ mechanism ဒီ gear ဆက်ကြီးကနက်ခတ်တရားတွေရဲ့နေရာတွေနဲ့နေချက်တာတွေနဲ့ကိုအန်အောစီယာကောင်းတော့အောင်တိတိကျကျကြိုတင်ခံမှန်းပေးနိုင်ခဲ့တယ်အခုပြထားတဲ့ဆက်ကြီးလိုမျိုးတခြားရှေးဟောင်းကရိယာတွေကလည်းကျယ်ရီဂျိုရီရဲ့နေရာတွေကိုတိဖို့အတွက်ကိုရေချောင်းသွားလာရေးမှာရာစုနှစ်တွေအများကြီးမရှိမဖြစ်သုံးခဲ့ကြတယ် နောက်ပိုင်းစက်မှုခေရောက်လာတဲ့အခါကျတော့အဲ့ဒီအခြေခံတွေကိုပိုကောင်းအောင်လုပ်လာရတယ်ပြီးတော့ဒီ slide rule လို့ခေါ်တဲ့ logarithm scale တွေကိုသုံးပြီးတော့အမြောက်အစားလုပ်တဲ့ဒီကရိယာတွေအဲ့ဒါတွေကလည်း engineer တွေ scientist တွေသူတို့တွေရဲ့ generation မောင်းများစွာအတူလက်ဆွဲတော်ကြီးဖြစ်ခဲ့တယ်နော် Apollo အာကာသခရီးစဉ်ရဲ့ချုပ်ထွေးလာတဲ့ calculation တွေမှာတော့မှဒီကောင်ကိုသုံးခဲ့ရတယ် 19ရာစုနှစ်ပိုင်းမှာကြတော့ Lord Kelvin ကဒီအတက်အကျကိုခန့်မှန်းပေးတဲ့ဆက်တစ်ခုကိုဒီဇိုင်းလုပ်ခဲ့တယ်။အဲဒီဆက်ရဲ့နောက်ပိုင်းဆက်တွေကိုဒုတိယကမ္ဘာစစ်အတွင်းကဒီဒီကန်တက်ဆစ်စင်ရေးကိုစီစဉ်မှုအတွက်တောင်းသုံးခဲ့ကြတယ်။အဲဒါဒီထက်အဲဒီခေတ်ရဲ့အကျဉ်းဆုံး analog computer 1932ခုနှစ်မှာ MIT Vancouver Bush တည်ဆောက်ခဲ့တဲ့ differential analyzer ကြီး D for differential, A for analyzer. Differential analyzer, DA. Naturally. We'll check these through the viewer. ဒီဆက်ကြီးဟာ differential equation မျိုးစုံကိုဖြေရှင်းပေးနိုင်တဲ့ mechanical analog computer ရဲ့ peak ပဲ1955နေပြီးတော့1980ဝန်းကျင်ဆိုတာတွေက electronic analog computer ရဲ့ရွှေခေတ်ပဲအဲ့ဒီခေတ်က digital computer တွေလုတ်ဖို့အတွက်အရင်ရှုပ်ထွေးလွန်းတဲ့ဒါမှမဟုတ် real time performance လိုတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်အဓိကတူးစီဖြစ်ခဲ့အထူးသဖြင့်စစ်ဖက်နဲ့အာကာသဘက် nebel တွေမှာအဓိကနေရာအနေနဲ့ဒီကောင်တွေကပါတယ် ရေတက်ရဲ့ဒီစက်တနက်အဲ့စက်တနက်ကိုထိန်းချုပ်တဲ့ကွန်ပျူတာတွေက analog mechanism မျိုးကိုသုံးပြီးတော့တင်မိုးရဲ့လှုပ်ရှားမှုနဲ့ကဘာကြီးရဲ့ဒီ arc လေအကွေးကိုပါထည့်ပြီးတော့ချုပ်ထွေးလာတဲ့အဖြေတွေကိုဒီကောင်ကတွက်ချက်ပေးနိုင်တယ်။ V2 တုံးမြန်ရဲ့ပက်ထင်းစနစ်အတွက်ဂျာမန်သိပ္ပံပညာရှင် Hermit Kohler တီထွင်ခဲ့တဲ့အဲ့ဒီကောင်ကြီးဗျာ။အတန်တွက်ဒီအရန်စားတယ်ဒီ DVD ကအဲ့ဒီကောင်ကြီးဆိုရင်လေကမ္ဘာအစောဆုံး electronic analog computer တွေတခုပဲ။ NASA လိုအာကာသအေဂျင်စီတွေကလည်းအပိုလိုလိုမျိုးခီးစဉ်တွေအတွက်အာကာသယာဉ်တွေရဲ့လှုပ်ရှားမှုကို simulate လုပ်ပေးဖို့အတွက် analog နဲ့ hybrid computer တွေအကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့ရတယ်။စစ်ဘက်သုံးနေအပြင်ဒီ set တွေကတိတ်ပတ်နဲ့စက်မှုလုပ်ငန်းသုံး simulation တွေအတွက်အားကိုးရတဲ့ကောင်တွေ chemical reaction နေ thermodynamics တွေပြီးတော့ဒီ gas pipeline တွေရဲ့အာလုံဆောင်မှုတွေအဲ့ဒါတွေကိုပုံစံထုတ်တဲ့နေရာတွေအတွက်တော်တော်လေးအသုံးဝင်တယ် analog computer တွေမှာတူတဲ့အချက်က physical system တစ်ခုနဲ့အပြန်အလှန်ဆက်သွယ်ဖို့လိုအပ်ချက်ပဲအဲ့ဒီကိက digital computer တွေမှာ sequential processing ပုံစံကနှေးသေးတာမို့လို့အခုလိုအလုပ်တွေအတွက်ဘယ်လိုမှအဆင်မပြေဘူး analog computer တွေရဲ့မွေးရာပါ parallelism ကဒီ system တွေကို real time ဒါမှမဟုတ်ပုံမြန်အောင်လို့ simulate လုပ်ပေးနိုင်တယ် နောက်ပိုင်းမှာတော့ဒီ system နှစ်ခုရဲ့အသာချက်တွေကိုပေါင်းဖို့အတွက် hybrid computer တွေပေါ်လာတယ်ဒီစနစ်ဒီမှာ digital computer က analog set ကိုထိန်းတယ်ပြောရရင် analog hardware ရဲ့အပြိုင်တွက်ချက်နိုင်စွာဒီ parallel computation နဲ့ digital ရဲ့တိကျမှုတွေထိန်းချုပ်နိုင်စွာနေအဲ့အရာတွေကိုပေါင်းပေးလိုက်တာ AFS နဲ့ဒီ Concorde Legion ရဲ့ Auto Landing System တွေအတွက်ကို Simulation မောင်းတိမ့်နဲ့ခြေပြီးတော့လောက်ရတဲ့နေရာမျိုးတွေမှာဒီ Hybrid Computer တွေကိုသုံးခဲ့ကြတယ်။တိမ့်မကြခင်မှာပဲ Digital Computer တွေကပိုကောင်းလာတာနဲ့အမျှပေါ့နော်။ဒီ Analog Computer တွေရဲ့အားနည်းချက်တွေကပိုပြီးတော့တည်တာလာတယ်။အားနည်းချက်တွေဆိုတာဘာတွေလဲဆိုတော့ဒီကောင်တွေရဲ့ Physical သဘာဝကိုယ်တိုင်ပဲ။သူတို့ရဲ့တည်ကြောက်မှုကကရိယာအစိပ်အပိုင်းတွေထုတ်လုပ်တဲ့အပိုင်းမှာဘလောက် Precision ကောင်းလဲဆိုတာရဲ့အပူချိန်ပြောင်းလဲမှုဘလောက်ခံနိုင်လဲဆိုတာတွေရဲ့အစိပ်အပိုင်းတွေရဲ့တည်တင်းညစ်လာတာနဲ့အမျှ Reliability ညော့လာတာတွေရဲ့ ယ်နော်ဒီလက်စစ် noise တွေလိုမျိုးပတ်ဝန်းကျင်ဒီ external factor တွေရဲ့အဲ့ဒါတွေပေါ်ကိုအများကြီးမှီခိုးနေတယ် resistor တစ်လုံးရဲ့တန်ဖိုးနည်းနည်းလေးလွဲသွားတာဒါမှမဟုတ် background noise နည်းနည်းလေးဝင်လာတာနဲ့တွက်ချက်မှုတစ်ခုလုံးကအမှားပါသွားနိုင်တယ်အဲ့ဒါနဲ့လုံးဝစမ်းကျင်ဘက်ဖြစ်တဲ့ digital computer တွေကကြတော့ discrete state တွေရဲ့တိကျတဲ့ logic ပေါ်မှာအလုပ်လုပ်တယ်တက်ကိုကိုစားပြုတဲ့ voltage ကသတ်မှတ်ထားတဲ့ဘောင်တစ်ခုအတွင်းမှာနည်းနည်းလေးလွဲသွားရင်တော့မှ order 1ပဲလို့သတ်မှတ်လိုက်တယ်။အဲဒါကြောင့်မို့လို့ तू က noise ကိုထိထိရောက်ဖယ်ရှားနိုင်တယ် ပြဿနာမှုတိုင်းကတစ်ထက်သေးကြတယ်ထက်ခါထက်ခါလုံနိုင်တယ် deterministic ဖြစ်တယ်နော်တိကျတယ် accuracy ကောင်းတယ်အဲ့ဒါတွေထက် digital computing ရဲ့အပြတ်အစုံအားသာချက်က flexibility နဲ့ programmability analog computer တွေကအများအပြားသွားတည်တံ့ကိစ္စတစ်ခုတည်းအတွက်ကိုပဲသုံးလို့ရတဲ့ set တွေပြောမယ်ဆို um general purpose မဟုတ်ဘူးဗျာ single purpose ပေါ့ ြဿနာအသက်တစ်ခုကိုဖြေရှင်းခြင်းတိုင်းမှာအင်ဂျင်နီယာဘက်က passcode ကိုနေရာလိုက်ပြောင်းရတယ်အခုပြထားသလိုမျိုး potentiometer ကြီးတွေနဲ့ light ညှိနော်ပြောပါစို့တော်တော်လောက်ဝင်ပြီးတော့ပင်မန်းတဲ့အလုပ်တွေကိုလုပ်ရတာဗျာ ဒါလည်းအမှားတွေလည်းဖြစ်လွယ်သလိုစံသမက်စက်တွေအားလည်းမရှိဘူး digital computer တွေကကျတော့ general purpose set တွေဘာသာသာဒေါင်းလို့ရတယ် hardware တစ်ခုတွေကနေပြီးတော့ software program တွေပြောင်းလဲရုံနဲ့ game software ကနေပြီးတော့ science simulation အထိအလုပ်ပေါင်းစုံကိုလုပ်နိုင် software ကို hardware ကနေပြီးတော့ဒီလိုခွဲထုတ်လိုက်နိုင်တာက computer သုံးဆမှုကိုဒူတိုင်းလက်လက်မိသွားစေခဲ့တာ1960ဝန်းကျင်လောက်ကနေစပြီးတော့ digital computer တွေကအများကြီးပိုသေးပိုပေါ့ပိုမြန်ဖြစ်လာတယ် seen some pictures of Macintosh. Now I'd like to show you Macintosh in person. Hello, I am Macintosh. Product System, having its roots in Amtex developed television tape recording and computer memory technologies. Op Amni, Tijare Resistor Lumu, Chimare Asaibaini Disautare, Analog Computer Yajaro, Kongja Ziene, Joesa, Tupi Shiame Tetanaye, Shotwimune Adudube, but Linia Diamond Tetwa. equation ကပိုလျှုပ်လေကွန်ပျူတာပိုကြီးလေ physical အစိတ်ပိုင်းတွေပိုလို့လေပဲပြီးတော့ analog computer ကို programming လုပ်တာကပုံမှန်ထက်ပိုခက်တယ် electronic ဘိုင်းရောကိုဖြည့်ရှင်းရမယ့်ပြဿနာရဲ့တင်ချပိုင်းရောနှစ်ခုစလုံးကိုနည်း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 ကျွမ်းကျင်ဖို့လိုတယ် အစောပိုင်းနေမှာ digital programming ကလည်းအဲ့တုန်းကတော့ရှားတဲ့ skill set တစ်ခုဖြစ်ခဲ့ပြီဆိုပေမဲ့ high level programming language တွေ compiler တွေ operating system တွေအဲ့ဒါတွေပေါ်လာတဲ့အချိန်မှာ abstraction layer တွေအများကြီးဖြစ်လာတယ်ဒီ software ecosystem က developer တွေကို hardware အကြောင်းအသေးစိတ်နားမလည်ဘဲနေတော့မှချုပ်ထွေးတဲ့ application တွေကိုရေးနေအောင်လို့လမ်းဖွင့်ပေးလိုက်တယ်အဲ့ဒါကို analog ရဲ့ hardware centric ပုံစံနဲ့ဘလို့မှ light ရှင်ပိုင်လို့မရနိုင်တော့ 1980လောက်ရောက်တဲ့အခါမှာကျတော့ digital computer တွေကအရင်မြန်ပြီးတော့ဈေးကလည်းပေါ်လာတဲ့အခါကျတော့တချိန်က analog set ကြီးတွေမှာ CRE ဖြစ်ခဲ့တဲ့ differential equation တွေကိုတော့မှသူတို့က numerical simulation နဲ့ဖြေရှင်းလိုက်နိုင်တယ်။ဆိုရင်သုံးစက်မှုမှာတော့ analog လောက် efficient ဖြစ်မှာမဟုတ်ဘူး။ဒါပေမဲ့သူတို့ရဲ့တိကျမှုနောက်ပြီးတော့ဒီ general purpose flexibility, scalability အဲ့ဒီဘိုင်းတွေမှာအပြတ်အသတ်ကိုပိုကောင်းတယ်။ဆိုတော့ analog computer တွေကဘယ်သူမှမသုံးတော့ဘဲနဲ့ပြလိုက်တဲ့ရောက်သွားတာပေါ့။ အခုတော့ပြရည်ထဲမှာဖုန်နေတက်နေတဲ့ analog computing က AI နဲ့အတူတူပြန်ပြီးတော့ခေတ်ထလာ။ဘာဖြစ်လို့လဲဆိုတော့ digital computer တွေကိုယ်တိုင်က physical limitation တွေကြုံလာရတယ်။ပြီးတော့တိုးတက်ဖို့ကလည်းတိတ်မလွယ်တော့ဘူး။ဆယ်စုနှစ်တွေနဲ့ချီပြီးတော့ digital computer တွေကိုတိုးတက်အောင်လုပ်လာခဲ့တာ trend နှစ်ခုရှိတယ်။ပထမတစ်ခုက Moore's law ဆိုတဲ့ကောင်ချစ်တခုပေါ်က transistor အရေးအတွက်ကနှစ်နှစ်ကိုတစ်ခါနှစ်ဆတိုးစီခဲ့တဲ့ဥပဒေတာ ဥပဒေသားဆိုပါတယ်ဒါ trend တစ်ခုကို law လို့ခေါ်တယ်တကယ်တော့ law မဟုတ်ပါဘူး law ဆိုရင်မြန်မှန်နေရဟောအခုကမှန်မှမမှန်နေတော့လားဒါပါတော့ဒုတိယတစ်ခုကကျတော့ denot scaling transistor တွေကသေးလေသေးလေသူရဲ့ power သုံးဆမှုနည်းလေနည်းလေအဲ့ဒီနှစ်ခုပေါင်းလိုက်တဲ့အခါမှာ digital computer တွေရဲ့ performance power က16လတခါမှာနှစ်ဆလောက်တိုးခဲ့တယ်ဒါပေမဲ့အခုခေတ် chip တွေမှာ transistor တွေက atom အရွယ်လောက်သေးလာတဲ့အခါမှာကျတော့ 2022ကဂျန်ဆန်ဟွန်းကြီးပြောခဲ့သလိုပဲ most law is dead ဖြစ်သွားတယ်ဆိုတော့ဒီဥပဒေသားနှစ်ခုစလုံးကတကယ်ဥပဒေသားမဟုတ်ဘူးเนาะလက်တွေ့မှာအလုံးမလုံးတော့လုံးမဖြစ်တော့ quantum tunneling effect တွေအပူထုတ်လွှတ်မှုတွေအဲ့အရာတွေကမကျော်လွန်နိုင်တဲ့ပြဿနာတွေဖြစ်လာတယ် transistor တွေကိုအရင်လုံနှုံးနဲ့ဆက်ပြီးတော့တေးအောင်လုပ်ဖို့ power သုံးစက်မှု short ချဖို့ကလည်းမဖြစ်နိုင်တော့သလောက်ဖြစ်လာတယ်ပြောရရင် digital computer တွေမှာ hardware ရဲ့ efficiency အစာပေါင်းများစွာတိုးတက်လာတဲ့ခေတ်ကကုန်သွားခဲ့ပြီပြောချင်တာ peak ဖြစ်သွားခဲ့ပြီ တစ်ချိန်တည်းမှာပဲ AI ကြောင့် computation နဲ့ power တွေကလည်းအများကြီးပိုလိုလာတယ် natural language processing နဲ့ computer vision တွေအဲ့ဒါတွေမှာသုံးတဲ့ AI model ကြီးတွေကို train မှုအတွက်เนาะ AI မှ computational resource တွေလိုလာတယ်ခေတ်သစ် data center တွေက gigawatt ပမာဏရှိတဲ့လက်စစ်တွေကိုအလှူလိုသုံးနေ ID ကဏ္ဍတစ်ခုလုံးရဲ့လက်စစ်လိုအပ်ချက်က2030မှာ90ရာခိုင်နှုန်းလောက်ထိတက်လာမယ်လို့ခန့်မှန်းထားကြတယ်ဒါစီးပွားရေးရောသဘောပတ်ဝန်းကျင်အတွက်ရောရေရှည်မှာအဆင်မပြေနိုင်ဘူးဆိုတော့ analog computer တွေဘက်ကိုလူတွေကပြန်စိတ်ဝင်စားလာကြပြန်တယ် digital computer တွေမှာဒီစွမ်းအင်လိုအပ်ချက်ဆိုတာကို architecture limitation တခုဖြစ်တဲ့ von neumann bottleneck ကြောင့်ဒါရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်ဗျာဒီ cpu နဲ့ memory နဲ့ကိုဒီတန်ခွဲထားတဲ့အချိန်မှာဂျားရီယာ bandwidth limitation ဖြစ်တာကိုပြောချင်တာဗျာ structure mode တခုလောက်တိုင်းမှာ data တွေကိုဒီနှစ်ခုဂျားထဲမှာအပြန်အလှန်အာတည်နေရတယ်ဒီလိုမျိုး data တွေရွှေ့ပြောင်းမှုကအချိန်ရော energy ရောအများကြီးကုန်တယ်ပေါ့နော် data intensive လုပ်တဲ့အလုပ်တွေမှာ performance ကိုနှီးသွားစေတဲ့ bottleneck တစ်ခုဆိုပြီးတော့အဲ့ဒါကို von neumann bottleneck ဆိုပြီးတော့ခေါ်တယ် AI အတွက်ကြတော့ digital computer တွေလုံနေကြ general purpose sequencer အလုပ်ထက် neural network processing လိုမျိုးတို့အပြိုင်တွက်ချက်ရတဲ့ parallel compute လုပ်ရတဲ့ data intensive ပြဿနာတွေဘက်ကိုသွားတယ် analog architecture မှာအဲ့ဒါအဆင်ပြေတယ်ပြောမယ်ဆိုရင် artificial neural network တစ်ခုတည်ဆောက်ထားတဲ့ပုံကိုယ်တိုင်ကိုက analog circuit ရဲ့ physical တည်ဆောက်ပုံနဲ့ဓာတ်ရိုက် mapping ချလို့ရတယ်ပြဒနာရဲ့တဘာဝနဲ့ကွန်ပျူတာရဲ့ paradigm ကဒီလိုကန့်ညင်နေမှုက analog တွေရဲ့ comeback ကိုဖြစ်လာစေတာလို့ပြောရမှာ ကချမှုတွေကို memory ထဲမှာဒရိုက်လောက်ရတာမို့လို့ဆိုရင်လည်းဟာတက်ဖြစ်တဲ့ volumen bottleneck မရှိတော့ပိုနားလေသွားအောင်ဒီချာလေးထည့်ရှင်းပြပထမဆုံးအနေနဲ့ analog နဲ့ digital နဲ့ဘာကွာလဲဆိုတာကိုရိုးရိုးရှင်းရှင်းထပ်နားလည်ဖို့လိုတယ် digital ဆိုတာအဖွင့်ရအပိတ်ရအဲ့ဒါပဲတည်တဲ့ mic လို့လို့ပဲ အချက်လက်တွေကိုတုံ့ပြန်တဲ့တစ်ဆိုပြီးတော့တိကျတဲ့ကင်းကင်းနှစ်ခုရဲ့နေပဲကင်းတွေ့အနလော့ဂ်ကကျတော့သူကအလင်းအမှောင်ကိုစိတ်ကြိုက်ချိန်လို့ရတဲ့ဒင်မာ switch တစ်ခုလိုပဲလုံးဝပိတ်လိုက်တာမျိုးမဟုတ်ဘဲနဲ့နည်းနည်းမှိန်ထားလဲရတယ်အလင်းဆုံးမဟုတ်ဘဲနဲ့အလင်းလောက်လောက်လေးပဲလင်းမယ်အဲ့လိုဆိုလဲရတယ်ပတန်မိုးတွေကိုတိကျတဲ့ကင်းကင်းနဲ့အနေနဲ့မဟုတ်ဘဲနဲ့လောက်လျှောက်ပြောင်းလဲနေတဲ့ continuous range တစ်ခုအနေနဲ့သူကသတ်မှတ် AI နဲ့ deep learning မှာအဓိကလိုရတဲ့အလုပ်ကဘာလဲဆိုတော့ matrix vector multiplication အလွယ်ပြောရမယ်ဆိုလို့ရှိရင် input တွေကို အရေးပါမှုအလိုက်သတ်မှတ်ထားတဲ့ကိငင်းနံပြောမယ်ဆိုရင် weight ပေါ့ဗျာ။နော်အဲ့ဒီ weight တွေနဲ့မြှောက်ပြီးတော့အဖြေတစ်ခုထုတ်ပေးရတာပေါ့ digital chip တွေမှာအဲ့လိုမြောက်တဲ့အလုပ်တစ်ခုဥပမာ8 bit multiplication လုပ်ဖို့ဆိုလို့ရှိရင် transistor ယာနဲ့ချီထောင်နဲ့ချီသုံးရတယ်။အဲ့ဒီမှာလည်းစိုးရင်နေအများကြီးကုန်သွားတယ်။ analog AI chip တွေမှာကျတော့ဒီပြဿနာကိုလုံးဝမတူတဲ့နည်းလမ်းနဲ့ဖြေရှင်းတယ်။ analog AI chip တစ်ခုမှာ resistor matrix လို့ခေါ်တဲ့ resistor လေးတွေစီထားတဲ့ဇာတ်ကွက်တစ်ခုပါတယ်။အဲ့ဒီ resistor တစ်ခုချင်းစီတိုင်းရဲ့တန်ဖိုး resistance ဒီ neural network ရဲ့ weight ကိုတိုက်ရိုက်ကိုစားပြုတယ်။ resistor ဒီ weight resistance value ဒီ weight ပေါ့။ ဆိုလို့ရှင်တာဝိတ်ကိုပုံညတွေတစ်တည်းအဖြစ်ပြောင်းပြီးတော့တင်တာမျိုးမဟုတ်ဘူး physical property တစ်ခုအနေနဲ့တန်းတင်လိုက်တာ production မှုတွေလုပ်တဲ့အခါမှာလဲ ohms law v equal to ir ပေါ့နော်အဲ့ကောင်ကိုပဲထိုက်ရိုက်သုံးတယ် input data တွေကို voltage r အနေနဲ့ resistor matrix တွေကိုပေးပြီးတော့စီးလိုက်တဲ့အခါမှာ resistor တွေရဲ့ weight alike ဖြတ်သွားပြီးတော့စီးထွက်လာတဲ့ current က multiplication အတွက်အဖြစ်ပဲဆုံးမိုက် ဆိုတော့တွေ့ရှိမှုတစ်ခုလုပ်ဖို့အတွက် transistor တွေအများကြီးမလိုတော့ဘူး digital မှာ transistor ရထောင်ချီကုန်မဲ့အလုပ်ကို analog မှာ transistor တစ်လုံးလုံးနဲ့တောင်ပြီးနိုင်နိုင်မျိုးဖြစ်သွားတယ်ဒီ architecture ရဲ့အမိုက်ဆုံးအချက်က circuit ကိုယ်တိုင်ကတွေ့ရှိမှုရဲ့ physical model တစ်ခုဖြစ်နေတာပဲသင်္ချာပုံစံတစ်ခုကိုဖြည့်ရှင်းမှုအတွက် digital လိုမျိုးအစင်းစင်သွားနေစရာမလိုဘဲနဲ့ circuit ကိုတစ်ခါတည်းဆောက်လိုက်ုံနဲ့ပြဿနာရဲ့အစိပ်ပိုင်းအလုံးကိုကြပြိုင်နဲ့ဖြည့်ရှင်းမိတာဖြစ်သွားတယ်အဲဒါကြောင့်မလို့ analog AI chip တွေက digital processor တွေထက်အဓိကအပိုင်းနှစ်ခုမှာအပြတ်သက်တာတယ် ခုနကငါပြောခဲ့သလိုပဲတွက်ချက်မှုတစ်ခုအတွက်လိုအပ်တဲ့ transistor အရေအတွက်ကအစာဝများစွာနေသွားတာကြောင့်စွမ်းအင်အသုံးပြုမှုမှာအများကြီးကျော်သွားတယ်။ခမန်းချက်တွေအရ digital processor တစ်ခုနဲ့ရှင်လိုက်ရင်စွမ်းအင်ကိုဆယ်ဆအနေနဲ့ပြီးတော့အဆက်တစ်ထောင်အထိပိုပြီးတော့တက်တာနိုင်တယ်လို့ပြောတယ်။ ဒုတိယတစ်ခုကကျတော့ digital processor တွေကအလုံးလုံးဖို့ကိုတစ်ခုပြီးမှတစ်ခု sequentially ပေါ့နော်အဲ့လိုလုပ်ဖို့အတွက်ကို clock circuit တွေပေါ်မှာမိခိုးရတယ်ဒါပေမဲ့ analog circuit မှာကျတော့ input voltage ကိုပတ်စုပေးလိုက်တာနဲ့အဖြေဖြစ်တဲ့ output current ကချက်ချင်းကိုတန်းထွက်လာတာ operation တွေအားလုံးကလည်း parallel ဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ neural network layer တစ်ခုဒီ matrix ကဘလောက်ပဲကြီးလာကြီးလာ analog processor ကတွက်ချက်ဖို့အတွက် clock circuit တွေပါတယ်ဘာမှမလို့ instantly ပြီးရဲ့ ြောရရင် AI တဲ့မှာ analog ရဲ့အားနည်းချက်တစ်ခုဖြစ်တဲ့မတိကျတာကို तू ကအသာချက်အဖြစ်ပြန်ပြောင်းပြီးတော့အသုံးချတယ် AI နဲ့ machine learning အလုပ်တော်များများက तू က precision နိုင်နာနဲ့ noise တွေနဲ့ကိုအော်စီယာကောင်းလောက်အောင်ကိုခံနိုင်ရင်ရှိကြတယ်ဥပမာအားဖြင့် digital computer ဆိုရင် तू ကဓာတ်ပုံတပုံကိုကူးမယ်ဆိုလို့ရှိရင်မူရင်းနဲ့တထက်တဲကြအောင်အဆက်အပြောက်မလွဲ100%တိကျအောင်ဒီကောင်ကူးပေးနိုင်တယ်ဒါပေမဲ့အဲ့လောက်တိကျဖို့အတွက် power တွေသုံးရတယ်ခါ power တွေအများကြီးသုံးရတယ် analog computer ကကြတော့ သူကဓပုံဓပုံကိုကြည့်ပြီးတော့ပုံသူပြန်ဆွဲတဲ့ပကြီးဆရာလိုပဲတည်မလားမျက်လုံးလေးရလေးကနင်းနေလေးလွှဲရင်လွှဲနေမယ်အယောင်လေးကနင်းနေလေးလွှဲရင်လွှဲနေမယ်100%မတိကြဘူးဒါပေမဲ့ထွက်လာတဲ့ပုံကိုကြည့်ပြီးတော့လူတိုင်းကဒါဘသူပုံလဲဆိုတာတော့သိတယ်အင်းရင်ဆိုတာအဲ့လိုပဲကြောင်တကောင်ကိုကြောင်မှန်းတီးဖို့100%တိကြတဲ့တွက်ချက်မှုမျိုးမလိုအပ်ဘူးနင်းနေလေးလွှဲနေလဲသူကအဲ့ဒါကိုကြောင်မှန်းတီးတယ်ဆိုတော့ဒီ context မှာကျတော့ analog ရဲ့ imprecision ကအားနည်းချက်မဟုတ်တော့ဘူးစွန့်အင်းနဲ့အမြန်နှုံးနဲ့မှာအများကြီးပုံမြန်အောင်အသုံးချလို့ရတဲ့ feature တစ်ခုဖြစ်သွားတယ် ဒီလိုမျိုးပါဝါသုံးစက်မှုအရန်နေတာက analog computing ကို IoT device တွေအတွက်လည်းတော်တော်လေးသုံးလို့ကောင်းသွားစေတယ်။ IoT sensor တွေ wearables တွေလိုမျိုးပတ်ဝန်းကျင်ကို always on စောင့်ကြည့်နေဖို့လိုတဲ့ application တွေအများကြီးရှိတယ်။ analog chip တသေးလေးတွေကအသံလှိုင်းတွေတုံ့ခါမှုတွေဒီ analog sensor data တွေ အဲ့ဒါတွေကိုစွန့်အင်အနည်းဆုံးနဲ့အငြင်းတန်းမော်နီတာလုပ်နိုင်တယ်။ဥပမာ wake word တစ်ခုကိုကြားလိုက်တာမျိုး၊မှန်ကွဲသံကိုကြားလိုက်တာမျိုး၊အဲ့လိုသတ်မှတ်ထားတဲ့ event တစ်ခုကိုဒီတိုက်လုံးမိကမှ power ပို၃တဲ့ digital processor ကိုနှိုးပြီးတော့ကြုတ်ထူးတဲ့အလုပ်တွေကိုဆက်လုပ်ခိုင်းတာမျိုး။ဒီလိုမျိုး hybrid approach က always on sensor တွေရဲ့ power သုံးစွဲမှုကို95%ရာခိုင်နှုန်းလောက်ထိရှင်းရှားပေးနိုင်တယ်။အဲ့တော့ kit analog ရဲ့ရည်မှန်းချက်က digital ကိုအစားထိုးဖို့မဟုတ် သူရဲ့ efficiency နဲ့ speed နဲ့မှာအားအသာဆုံးဖြစ်တဲ့နယ်ပယ်တွေမှာ analog processing ကို digital control နဲ့ကျွန်းကျွန်းညင်ညင်ပေါင်းပြီးတော့ hybrid system ကိုတည်ဆောက်ဖို့လို့ပြောရင်ပုံမှန် training မိုင်းမှာ GPU ကြီးအများကြီးသုံးပြီးတော့နော် train မယ်အဲ့ဒါတော့ဘာမှတက်နိုင်အောင်အဲ့ဒါတော့ analog နဲ့လုပ်လို့မရအောင်အဲဒါပေမဲ့အဲ့လို training လုပ်ပြီးတော့ weight data တွေရလာပြီဆိုလို့ရှိရင်ကြတော့ inference လုပ်ဖို့အတွက်ဒါပေမဲ့ predict လုပ်ဖို့အတွက် analog AI chip တွေကိုသုံးတာမျိုးလုပ်လို့ရတယ်ဒီလှုံ့ဆော်မှုမှာ ရှစ်ပြေးနေတဲ့နယ်ပယ်တစ်ခုကတော့ neuromorphic computing ပဲ ဒီနေပယ်ကလူအုံလောက်ရဲ့တိဆောက်ပုံနဲ့လှုပ်ဆောင်ချက်တွေကိုသူကဒိုင်နမူနာယူပြီးတော့ hardware နဲ့ algorithm တွေကိုဒီဇိုင်းထုတ်ထားတာလူအုံလောက်ဆိုတာ parallel processing အရင်ကောင်းတယ် power သုံးစက်မှုနှုန်းအရင်နေတယ်ပြောဆိုသူလဲ computer တစ်ခုပဲသူက digital နဲ့ analog အခြေခံတွေနဲ့ကိုပပနနရောပြီးတော့အလုပ်လုပ်တာ neuron က discrete ဖြစ်တဲ့ spike လို့ခေါ်တဲ့ lossless signal တွေနဲ့ဆက်သွယ်တယ်ဒါ digital set ဒါပေမဲ့ neuron နဲ့မှာဒီ signal တွေကို process လုပ်တဲ့ပုံစံကတော့ continuous ဖြစ်တဲ့ analog ပေါင်းတာနှုတ်တာတွေ မြူမော့ဖစ်ချစ်တရားအုံနောက်ရဲ့လိုပါဝါလိုအပ်ချက်ကိုအတူခိုးဖို့အတွက် physical artificial neuron တွေနဲ့ synapse တွေကိုနမူနာယူပြီးတော့လုပ်နေတာ analog component တွေကိုသူတို့အတော်ဆုံးနေရာတွေဖြစ်တဲ့ real world data တွေကို parallel နဲ့ low power processing လုပ်တဲ့နေရာတွေမှာသုံးပြီးတော့ digital core processor တွေကကျတော့ control programmability နဲ့ precision မြင့်မြင့်လိုတဲ့အလုပ်တွေအတွက်တာဝန်ယူပေးတယ်။ Spinity ရဲ့ AML 100 chip ကိုဥပမာအနေနဲ့ကြည့်လိုက်အောင်။ဒီကောင်က programming analog chip တက်မှတ်ထားတဲ့အတန်တစ်ခုဥပမာ wake word တစ်ခုကိုသူ့ရဲ့ငူရင်း analog ပုံစံအတိုင်းအဆက်မပြတ်နားထောင်နေဖို့အတွက် machine learning model ကိုသုံးပြီးတော့ trainer လုပ်လို့ရတယ်။တက်မှတ်ထားတဲ့ event ကို detect လုပ်ပြီးတော့မှသာအဓိက digital processor ကိုနှိုးလိုက်တာ။ဒါက battery တက်တဲ့အများကြီးပိုခံတဲ့ always on device မျိုးဆက်တွေမှာတော်တော်လေးသုံးလို့ကောင်းတဲ့သဘောမှရှိတယ်။ Analog computing ရဲ့ comeback ကခုနပြောခဲ့သလိုပဲ laptop တွေ server တွေ jar တွေရ digital processor တွေကိုအစားထိုးဖို့မရည်ရွယ်ဘူးသူတို့ရဲ့အကျိုးသက်ရောက်မှုက power efficiency နဲ့ parallelism အရေးအကြီးဆုံးဖြစ်တဲ့နယ်ပယ်တွေမှာအဓိက ဖြစ်လိမ့်မယ် Analog co-processor တွေကအထူးသဖြင့် IoT edge device တွေမှာ AI inference အတွက်သုံးများမဲ့အလားအလာရှိတယ် smartphone တွေ smart speaker တွေ industrial robot တွေ CCTV တွေဒီဒီ chip တွေက keyword spotting image recognition အလိုလုပ်တွေကို digital solution တွေထက် power အများကြီးပိုသက်သာစေလိမ့်မယ်နောက်ပိုင်းမှာမောင်းသူ ့မဲ့ကားတွေ drone တွေစိတ်ရုပ်တွေကင်မရာတွေ lidar တွေ radar တွေအဲဒီကရလာတဲ့ real time sensor တွေအများကြီးကို process လုပ်ဖို့လိုလာမှာဆိုတော့ analog computing ရဲ့ energy efficiency နဲ့ latency နည်းတာအများကြီးအကူအညီပေးလာနိုင်လိမ့်မယ်ဒီလိုအလားအလာကောင်းတွေရှိနေတဲ့ဆိုပေမဲ့ကြည်ကြည်ပြန့်ပြန့်အသုံးချနိုင်မှုကလည်းအခက်အခဲတွေလည်းရှိနေသေးတယ်။အဓိကအကြီးမားဆုံးအတားအဆီးကသူက software ecosystem ကောင်းကောင်းမရှိတာ။ programming လုပ်ဖို့အတွက်အရင်ခေတ်ကလိုမျိုးအပေါက်တွေတွေကနေကြိုးတွေလိုက်ထိုးရမယ်အစားနော်။ နော် software developer တွေကဒီ hardware အစ်စ်ရဲ့စွမ်းဆောင်ရည်ကိုအသုံးချနိုင်အောင်လို့လုပ်ပေးမဲ့ kimi design tools တွေ compiler တွေ programming abstraction တွေလုပ်ပေးဖို့လိုတယ်ဒီ hybrid system တွေကို program ရေးဖို့ standard need တစ်ခုဖန်တီးပေးနိုင်တော့မှပိုကြေကြေပြန့်ပြန့်အသုံးချနိုင်မှာနောက်တစ်ခုက analog circuit တွေကထုတ်လုပ်မှု process မှာပို့ပြီးတော့ sensitive ဖြစ်တယ် ပူချိန်နဲ့တက်တန်းကြာလာတာနဲ့အမျှတက်ရောက်မှုတွေကပိုခံရတယ် side effect တွေပိုများတယ်ဒီ chip တွေကို mass production အနေနဲ့ထုတ်တဲ့အခါမှာစိတ်ချရပြီးတော့တည်ငြိမ်တဲ့ performance ရဖို့ကမလွယ်တော့နောက်ဆုံးတစ်ခုကတော့ပညာရေးပိုင်းရဆယ်စုနှစ်ပေါင်းများစွာ digital ကထွန်းမိုးခံလာရတဲ့အတွက်အခုခေတ် computer scientist တွေ engineer တွေက digital paradigm တစ်ခုတည်းအတွက်ပဲသင်ထားကြတာဖြစ်သွားပြီဒီ analog တွေ hybrid system တွေအဲ့အစ်စ်တွေ design လုပ်ဖို့အတွက်နော် program တွေရေးဖို့အတွက်အသုံးချဖို့ လိုအပ်တဲ့ skill စီမွေးထုတ်ပေးနိုင်အောင်လို့တက္ကသိုလ်သင်ယူညွှန်တန်းနေ professional training နေအဲ့ဒါတွေမှာအခြေခံကြကြပြောင်းလဲမှုတွေလုပ်ဖို့လိုလိမ့်မယ်ဆိုအဆုံးသတ်အနေနဲ့ပြောရရင် analog comeback ကကျွန်တော်တို့ပုံမှန် user တွေအတွက်ကတော့လောလောဆယ်တယောက်မှုကြီးကြီးမားမားရှိအောင်မှာမဟုတ် digital computing က flexible control high precision logic နဲ့ general purpose programmability တွေပေးတဲ့နေရာမှာဆက်ပြီးတော့ပိုကောင်းနေအောင်မှာပဲဒါပေမဲ့လာမယ့်နှစ်တွေမှာကျတော့ AI နဲ့ပတ်သက်တဲ့ data intensive အလုပ်တွေအတွက်အစွမ်းထက်ပြီးတော့ hyper efficient ဖြစ်တဲ့ analog ကို processing engine တွေကအများကြီးအကူအညီပေးလာနိုင်တဲ့သဘောမှာရှိတယ်ဆိုတော့ခင်ဗျားတို့ရော analog computer တွေအကြောင်းကိုစိတ်ဝင်စားလား neuromorphic computing အကြောင်းကိုနောက်ထပ် video တပုတ်နဲ့တသက်ထက်ရှင်းပြရင်ကောင်းမလားဘလို့မြင်လဲအောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှိနှုံးတော့ရပါတယ် okay နောက်နေ့မှတွေ့ရအောင်